vida que tiene. Segundo, salud mental. မင်္ဂလာပါဒီနေ့တော့ကိုလံဘီယားနိုင်ငံကတုံလုတ်စီယာတည်င်းတစ်ခုခုကြည့်အောင်အဲ့ဒါကတော့သမရလောင်းမီကဲဦးရီဘေးမက်ဆရစီယုံဒီတော့မှာအဲတေနဲ့နာပစ်ခံလိုက်ရတာဖြစ်စင်မှာဟုတ်ကဲ့တော်တော်လေးကိုဂရက်ရိုက်သွားတဲ့ကိစ္စတစ်ခုပါပြီးတော့ရထားတဲ့အချက်လက်တွေပေါ်မူပြီးတော့အဓိကချက်တည် နောက်ပြီးတော့ဒါကဘာကိုဆူလို့နိုင်မလဲဆိုတာမျိုးလေးတွေဆွေးနွေးကြည့်ကြတာပေါ့။ကောင်းပါလေ။တကယ်တော့စဉ်းစားကြည့်ရင်မယုံနိုင်စရာဖြစ်ရပြားအသက်ထုံးစုကိုနဲ့ပဲရှိသေးတယ်အထက်လွတ်တော်အမတ်ပြီးတော့သမရလောင်းတယောက်ကလူမှုစည်းရုံးပွဲမှာပစ်ခံရတယ်အဲ့ဒါလေဥကောင်းကိုနှက်ချက်တောင်းထိတယ်ဆိုတော့ဟုတ်ပါတယ်အချင်းနေကအတော်လေးစူးရင်ရတယ်စုစုပေါင်းဒေနဲ့၃ချက်ချီတယ်လို့ဆိုရင်နော်ဟုတ်တယ်ဖြစ်သွားတာကမြို့တော်ဘိုဂိုတာကပန်းချံတစ်ခုမှာလူနေနေနဲ့ပဲတွေ့ဆုံနေချင်းသူမင်းခုံပြောနေတော့မှာပဲပစ်ခံလိုက်ရတာ အဲ့ဒီလူတွေထိုင်လန်တကြားထွက်ပြေးရတဲ့ဗီဒီယိုဖိုင်တွေလည်း online မှာတော်တော်ပြက်နေတယ်။အခုသူက CEO မှာအတက်လူညာတယ်လို့တီးရတယ်။တကယ်ကိုစိတ်မကောင်းစရာပါ။ပိုပြီးတော့အောင်းစရာကောင်းလာကဟိုတိုက်ခိုက်တဲ့သူကအသက်15နှစ်ပဲရှိသေးတယ်ဆယ်ကျော်သက်လေးဖြစ်နေတာပဲ။ဟုတ်ပါ။အဲ့ဒီညမှာပဲဖမ်းမိလိုက်တယ်ဆိုတော့။ဟုတ်ကဲ့။ဒီလိုတုံလို့စရာဖြစ်အပေါ်မှာပြီးတွင်ပြီးပါကတုံးပြမှုတွေကလည်းတော်တော်များတယ်။ အထက်ကတော့သူ့ရဲ့ဇနီးပေါ့မာရီယာကလော်ဒီယာတာဇိုနာကတော့ခင်မွန်ဒီသူဆူတောင်းပေးကြဟိုနိုင်ငံကိုပညာထားတဲ့음ပြီးတော့သူပောင်ဝင်တဲ့ပါတီစန်ထရိုဒီမိုကရတီကိုပါတီကလည်းကဟာဒီမိုကရေစီကိုတိုက်ခိုက်တာပဲဆိုပြီးပြင်းပြင်းထန်ထန်ရှုချထားတယ်ဟုတ်တယ်ဟုတ်တယ်လက်ရှိတမရာကူစတာဘိုပီထရိုကိုရိုင်းကတော့ဒါလူတယောက်တည်းကိုတိုက်ခိုက်တာမဟုတ်ဘူးနိုင်ငံရဲ့ဒီမိုကရေစီကိုပါထိပါတာဆိုပြီးရှုချကြတယ်နော်ဟုတ်ပါတယ်နိုင်ငံတကာကလည်းစိတ်ဝင်စားစားရှိကြတယ် အမေရိကန်ရဲ့မာကိုရူဘီယိုလိုအထက်လွှတ်တော်အမမျိုးကတောင်ဒီတခိုက်မှုကိုရှုတ်ချကြုံထုတ်ပြောခဲ့တာတွေ့ရတယ်သူကလာမယ့်လအောက်တိုဘာမှာကျင်းပမယ်ရေကောက်ကွဲကိုဝင်ပြိုင်ဟိုပြင်ဆင်နေတာဆိုတော့ဒီတိုက်ခိုက်မှုရဲ့အချင်းကိုက်ကလည်းနဲနဲတော့စဉ်းစားစရာဖြစ်စေတာပေါ့ဒါပေါ့သူကကိုလံဘီယာရဲ့နိုင်ငံရေးရအရေးပါမိသားစုကစဉ်တက်လာတာလေသူ့အဖေကလည်းစီးပွားရေးလုပ်ငန်းရှင်တမကခေါင်းဆောင်တူဦးဆိုတော့อืมအဲ့ဒီတော့သူ့ကိုပြတ်မှတ်ထားတာဖြစ်နိုင်ခြေ ရှိတယ်လို့ဆိုလိုတာလား ဖြစ်နိုင်ခြေတစ်ခုအနေနဲ့တော့ထည့်စင်စားရမှာပေါ့ပြီးတော့တူမီနာဆိုနောက်ခံမှာလည်းတကယ့်ကိုဝမ်းနေစရာ ဖြစ်တစ်ခုရှိခဲ့ဘူးတာကဒီကိစ္စကိုပို့ပြီးတော့အရေးထိုးစေတယ်ဟုတ်ဟုတ်လားဘယ်လိုမျိုးလဲသူမေကတည်င်းထောက်ဒိုင်ယာနာတာဖြစ် तू आ ဟိုးရင်နာမည်ကျော်မွေးရာစာပပလိုအက်စကိုပါရဲ့လက်ပါစေတွေပြန်ပေးဆွဲတာခိုင်းခဲ့ရတယ်အော်ဟုတ်ကဲ့အဲ့ဒီမှာကက်ဆေးရေးစစ်စင်ရေးတစ်ခုလုပ်ရင်းနဲ့ပဲအဆက်ဆုံးရှုံးခဲ့ရတာ စောကဒီတမိုင်းကျောင်းကကိုလီမီယာနာမည်ရေးမှာအကျန်းဖတ်မှုရဲ့6လက်မှုကဘလောက်အထိနက်နက်ဆိုင်ဆိုင်ရှင်နေတုံးလဲဆိုတာကိုပြင်မြင်စေတာပေါ့တူတူဝမ်းနေစရာကောင်းတယ်နော့ခံပဲဒါနဲ့ဟိုတိုက်ခိုက်သူကအသက်ဆင်ကားနေတယ်ခလေးတယောက်ဖြစ်နေတယ်ဆိုတဲ့အချက်အဲ့ဒါကတော့ဘာကိုညွန့်ပြနေနိုင်မလဲအဲ့ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲ ဘလဆရတမရပီတိုတိုဥရီဘင်းရဲ့ပါတီတို့လိုအဖွဲ့အစည်းတွေကဒီဖြစ်ရကိုတာမန်ရာဇမမှုတစ်ခုထက်ပိုပြီးတော့အမ်ကိုလံဘီယာဒီမိုကရေစီကိုတိုက်ရိုက်ချင်းချောက်မှုအဖြစ်ရှုမိနေကြတယ်လေဟုတ်ကဲ့အဲ့ဒီမှာ35နှစ်ရွယ်တိုက်ခိုက်သူတွေရောပေါင်းမိနေတယ်ဆိုတာကတခါလေးမှာဒီလိုနိုင်ငံရေးအကြမ်းဖက်မှုတွေရဲ့နောက်ွယ်မှာပူဂျေပြန်းရဲ့လူမှုရေးပြဿနာတွေဥပမာလူငယ်တွေအစွန်းရောက်မှုတွေစီကိုဘလို့ရောက်သွားလဲအဲ့ဒီလိုအခြေအနေတွေရှိနေနိုင်သလားဆိုရမေဟိုမျိုးကိုပါဖျက်လာစီတယ်อืมဆိုတော့တာက ဒီတမှုတဲ့ထက်ပူကျေပြန့်တဲ့သဘောတက်ရောက်သွားနိုင်တာပေါ့ဟုတ်ပါတယ်ဒီတချိန်လည်းတော့ဖြည့်ချက်ကိုကြော်လွန်ပြီးစဉ်းစားရမယ့်ကိစ္စဖြစ်လာနိုင်ခြေရှိတယ်ဒါဆိုအချို့အနေနဲ့ပြန်ကြည့်ရရင်တမရလောက်မီကေဥရီဘေးဟာမဲဆူရီပွဲမှာဆယ်ကျော်တဲ့တဦးရဲ့ဖိခတ်မှုကြောင့်အသက်အန္တရာယ်ရင်ဆိုင်နေရတယ်ဒီဖြည့်ချက်ကိုကိုလံဘီယာရဲ့ဒီမိုကရေစီအပေါ်ကြီးမားတဲ့ချိန်ချောက်မှုအဖြစ်ဖြည့်တွင်းရောဖိဘကပါရှုမြင်ရှုတ်ချနေကြတယ်ဟုတ်ကဲ့ ပြီးတော့သူ့မိသားစုရဲ့အတက်ကအကြမ်းဖက်မှုတမိုင်းကြောင့်ကလည်းဒီကိစ္စကိုပို့ပြီးတော့အလင်းနဲ့ထားစဉ်းစားစရာဖြစ်စေတာပေါ့တကယ်ကိုမှန်ပါတယ်ဒီကိစ္စကိုချုံငုံတုံးတက်ပြီးတော့စဉ်းစားစရာတခုခြံထားခဲ့ကျင်တာကတော့ဒီလိုတိုက်ခိုက်မှုမျိုးအထူးသဖြင့်လူငယ်တဦးပါဝင်ပတ်သက်နေတဲ့ဒီဖြစ်ရပ်မျိုးကကိုလံဘီယာရဲ့နိုင်ငံရေးအနာဂတ်အတွက်ဘလို့အချက်ပြတ်မှုတွေဖြစ်နေမလဲဆိုတာပါပဲอืมဆိုလိုတာကဒါနိုင်ငံရေးအပြိုင်မှုတွေလူမှုရေးမတည်ငြိမ်မှုတွေနောက်ပြီးတော့ဒီမိုကရေစီရဲ့ခိုင်မာမှု အဲ့အရာတွေကိုဘလောက်ထိစိန်ခေါ်နေတယ်လဲဆိုတာကိုဆက်ပြီးစောင့်ကြည့်ရမယ်အခြေအနေတစ်ခုဖြစ်လာစေပါတယ်